င်ကစုံမြို့နယ်အတွင်းနိုဝင်ဘာ18ရက်မနေ့8:35မိနစ်ခန့်ကမြို့သားအထိုင်ရဲစခန်းမှာထနောင်းမီချေရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အင်အား30ခန့်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့မှအနည်းဆုံးစစ်သား15ဦးထိခိုက်ဒဏ်ရာရပြီးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဆိုပါကြားဖြတ်တိုက်ခိုက်မှုကိုမြင်းကြံတိုက်နယ်သုံးနဂနီပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့ ခေါင်းဆောင်ကိုတက်ဦးဆောင်ကနယ်မြေမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်။တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်၅ဦးကြာဆုံးခဲ့ရပါတယ်။ပထမဆုံးကျွန်တော်တို့ပြစ်လိုက်တော့ခွေးတွေအထိခိုက်များသွားတယ်။နောက်တော့သူတို့အင်အားထပ်ဖြည့်ပြီး ပြန်ဝင်လာတော့လေရင်ပါလာဝဲတယ်။အင်အားမမျှတော့ကျွန်တော်တို့နည်းနည်းဆုတ်ပေးလိုက်ရတယ်။အဲ့ဒီချိန်မှာသူတို့ကတနက်ထိမှန်သူတွေတေသွားတဲ့သူတွေကိုကားနဲ့ပြန်တဲသွားတာလို့ ၎င်းဤပြောက်ကြားတက်ဖွဲ့မြင်းချက်ရဲ့တာဝန်ခံကိုတန့်ကပြောပါတယ်။၎င်းကဆက်လက်ပြီးလက်နက်ခဲရန်သိမ်းဆည်းရမိတာတော့မရှိခဲ့ဘူး။လေကြောင်းရန်နဲ့အင်အားထပ်ဖြည့်လာတာကြောင့်အချိန်မီဆုတ်ခွာခဲ့ရခြင်းဖြစ်ပါတယ်လို့ရှင်းပြပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာငစွန်မြင်းချက်ဒေသမှာစစ်ကောင်စီတပ်များစစ်ကြောင်းထိုးလှုပ်ရှားမှုများကိုတော်လှန်ရေးတပ်ဖွဲ့များကပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်နေတဲ့နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်မှတ်တမ်းတင်နေပါတယ်ရှင်။